ခုဗမာပြည်မှာဖြစ်နေတာကပညာမထူးချုံရင်ပဲအဲ့ဒီလူကလူညွန့်တွန်းသွားပြီအဲ့လူကမကြည်ပွားနိုင်တော့ဘူးဆိုတဲ့တစ်ဖက်မြင်ကြီးကိုစစ်အာဏာရှင်လက်ထက်မှာဖြစ်လာခဲ့တယ်ပေါ့နော်ဆရာဝန်ဖြစ်မှအင်ဂျင်နီယာဖြစ်မှအဲ့ဒီလူကမဖြစ်လို့ရှိရင်တော့မထူးချုံလို့ရှိရင်တော့ဒီလူက တုံးစားမရတော့ဘူးဆိုတဲ့အဖြစ်မျိုးဟိုစစ်အာဏာရှင်လက်ထက်မှာစစ်ဘိုးကြီးဖြစ်မှာငါတို့လူလူသူလူနေရမယ်အဲ့လိုအတွေ့အကြုံခေါင်းထဲဟိုဒါစစ်အာဏာရှင်လက်ထက်မှာဝင်လာတော့မြမအာသာပါကြောင့်အိန္ဒိယနိုင်ငံအနေနဲ့နေကြသွားရတယ်ဆိုတာကိုကျွန်တော်လေ့လာမယ်ဆိုလို့ရှိရင်နံပါတ်1အချက်အနေနဲ့အကြောင်းတွေမှာအာသာခွင့်တွေမရှိတာအာသာနှီးပြတွေမရှိတာကလေးတွေကအာသာနဲ့ဝေးသွားစေတဲ့အချက်ဖြစ်တယ် နံပါတ်2အချက်ကကြောင်းထဲမှာအားစားပြိုင်ပွဲတွေလုပ်ပြီးတော့ကလေးတွေအားစားမှာစိတ်ပါဝင်စားလာအောင်မလုပ်ဆောင်နိုင်တော့ကြောင်းထဲမှာအားစားပြိုင်ပွဲတွေမရှိတော့အဲ့လိုအားစားပြိုင်ပွဲတွေမရှိတော့တဲ့အခါကျတော့စာတင်သားတက်တက်ပဲဖြစ်သွားတဲ့အခါကျတော့တတိယအချက်အနေနဲ့ကြောင်းပေါင်းစုံအားစားပြိုင်ပွဲဆိုတာပိုဝေးပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ကြောင်းပေါင်းစုံအားစားပြိုင်ပွဲတွေရှိတယ်တက္ကသိုလ်ပေါင်းစုံအားစားပြိုင်ပွဲတွေရှိတယ်အကြောင်းသားတွေကအဲ့ဒီအားစားပြိုင်ပွဲတွေမှာဝင်ပြိုင်မှုတွေသူကြောင်းမှာရှိရတက္ကသိုလ်တွေမှာရှိရ အားသာခွင်းနေမှာဘောလုံးကန်ကြမယ်ဘောလီဘောပုတ်ကြမယ်ဘတ်စကတ်ဘောကစားကြမယ်အဲ့လိုသူ့ team နဲ့တူနေကစားနေတက်ကတော့မှာဆိုရန်ကုန်တက်ကတော့ကြီးမှာဆိုမေဂျာပေါင်းဆောင်အားသာပြန်ဝဲလုပ်တယ်ရန်ဝိစာတိတ်မှန်တက်ကတော့မေဂျာပေါင်းဆောင်အားသာပြန်ဝဲရထူးချင်တဲ့အားသာသမားကြီးပေါ်လာမယ်အဲ့ဒီလိုပဲစေးတက်ကတော့လည်းအားသာပြန်ဝဲလုပ်မယ်အဲ့မှာထူးချင်တဲ့အားသာသမားကြီးပေါ်လာမယ်ငန်းတလေးတက်ကတော့လည်းအဲ့လိုမယ်အားသာသမားကြီးပေါ်လာမယ်အဲ့ဒီပေါ်လာတဲ့အားသာသမားကြီးအားလုံးစုပြီးတော့ကျောင်းပေါင်းဆောင်တက်ကတော့အားသာပြန်ဝဲလုပ်တဲ့အချိန်မှာကျောင်းသားတွေအားလုံး အားစားစစ်တပ်ဒီအမြိုင်နှိုးဆော်ပေးသလိုအားစားသမားကောင်းနေရတဲ့အဲ့ဒီထဲမှာပေါ်လာအဲ့အားစားသမားတွေကနေတဆင့်နိုင်ငံကုံဆောင်အရှိတအားစားပြိုင်ပွဲမှာပြိုင်မယ်အိုလံပိတ်ပြိုင်ပွဲပြိုင်တဲ့အားစားသမားတွေတဆင့်ဖြစ်တဖြည်းတက်သွားနိုင်တယ်ပေါ့အဲ့လိုဟာမျိုးတွေကအာနာရှင်လက်ထက်မှာလုံးဝမရှိတော့ဘူးမြမအားကစားကဘာကိုလွှမ်းရမယ်ဆိုတဲ့ဆမ်မို့ကိုဘလို့အတွေးခေါ်နဲ့ပြောသည်လဲဆိုတော့ကျွန်တော်လည်းတော်တော်လေးသိကျင်ခဲ့မိတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်ဗမာအာသာကဘာလွှမ်းမှုမျိုးနဲ့အာရှတော်လွှမ်းမှုဆိုတာ ဒါမဖြစ်နိုင်ဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်ကိစ္စကတော့ကျွန်တော်အတွေးခေါ်တော်လာရေးအပိုင်းသုံးဖြစ်ပါတယ်ခေါင်းစဉ်ကတော့ငါတို့မြန်မာပြည်အားသာထူးချွန်းသူတွေဖြစ်ရမယ်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်မြန်မာစစ်ခေါင်းဆောင်တွေရဲ့ခေါင်းထဲမှာအကြောင်းပညာရေးဆိုတာ စာပေတင်ကြားရတာဖြစ်တယ်ဆိုတဲ့အလွန်တိန်တဲ့အတွေးကိုရှိရတဲ့စစ်အစိုးရလက်ထက်မှာအသက်ဆောက်လုပ်တဲ့ကျောင်းတွေမှာအားကစားဝင်တွေထားဖို့အလေးနဲ့မလုပ်ခဲ့ကြပါဘူးအားကစားဝင်တွေအတွက်မြေကွက်တွေယာထားတာရှိလို့ရှိရင်လည်းအဆောက်အုံတွေဆောက်လို့ဆောက်လုပ်ခဲ့ကြတယ်တကယ်တော့ကျောင်းဆိုတာကလေးတွေကိုကာယပလနဲ့ညာနာပလနှစ်ခုလုံးကိုဖွံ့ဖြိုးတိုးတက်အောင်တင်ပေးတဲ့နေရာကြီးဖြစ်တယ်ဆိုတာကိုသူတို့အနေနဲ့မတွေးမိကြဘူးကျောင်းဆိုတာ စာရေးစာဖတ်တတ်ဖို့အတွက်အချက်တတ်ဖို့တိတ်ပံဝိကြပါဇာရက်တွေတင် जा တက်မြောက်ဖို့တင်ပေးတာပဲလို့ခတ်တိန်နေတွေ့ခဲ့ကြတယ်အမှန်တော့ကျောင်းဆိုတာကာယဖလာပေါ့ဉာဏဖလာပါနှစ်ခုစလုံးကိုဖွံ့ဖြိုးအောင်တိုးတက်အောင်တင် जा ပေးတဲ့နေရာဖြစ်တယ်လို့ကျောင်းသားတွေကို အစုအဖွဲ့လေးတွေနဲ့လိလာတောင်တင် जा ပေးတဲ့စုပေါင်းလွတ်တောင် team work တွေတွဲပြီးတော့တောင်တောင်အုပ်စုလိုက်အလုပ်လွတ်တောင်တင်ပေးတဲ့နေရာလည်းဖြစ်ပါတယ် တွေးကိုတောင်းလဲအပိုင်းနဲ့မှာပညာရေးတိုးတက်လာအောင်ဘယ်လိုလုပ်သိနေဆိုတာကျွန်တော်တင်ပြပြီးဖြစ်ပါတယ်ဒါမှမဟုတ်ဒီပတ်မှာတော့ကာယဗလနဲ့ပတ်သက်တဲ့အားစားတိုးတက်ဖွံ့ဖြိုးရေးဘာကြောင့်လုပ်သိနေလဲဆိုတဲ့အရေးကြီးတဲ့အချက်ကိုတင်ပြခြင်းပါတယ်ခလေးဘွားမှာဦးနောက်ဖွံ့ဖြိုးကစားဖြစ်တဲ့အတွက်စာပေသင်ကြားရမှာဦးနောက်ထဲမှာနေရာလွတ်တွေအများကြီးရှိတဲ့အတွက်များများကြက်မှတ်နိုင်ကြပါတယ်ဒီလိုပဲခလေးဘွားမှာအရွယ်ရောက်လာဖို့အတွက်ကိုခန္ဓာဖွံ့ဖြိုးထွားချိုင်းလာဖို့ ွတ်သားတွေတံမာလာဖို့ကလေးတွေပြေးလွှတ်ဆော့ကစားပေးကြဖို့လိုပါတယ်။နိုင်နဲ့ချီထိုင်ကုန်မှာထိုင်ပြီးစာကိုတင်ယူရတာကလေးတွေညောင်းညာစီသလိုပညာရေးကိုလေ့လာတဲ့နေရာမှာလဲကိုယ်ခန္ဓာမတန်ဆွမ်းရင်ထိတိယမတင်ကြနိုင်ပါဘူးမမှတ်နိုင်ပါဘူး။ဒါမှမဟုတ်ကလေးတွေရဲ့သဘောဝပြေးလွှတ်ခုန်ပေါက်ကြတာကိုကလေးတွေကပျော်မွေ့ကြတယ် ဒါတဘာဝရဲ့လှုပ်ဆောင်မှုကြောင့်ဖြစ်တယ်သူတို့အဲ့လိုပြေးလွှားခုန်ပေါက်နေမှာကလေးတွေတည်းမှာလူသားလေးတွေနဲ့မမကဒီတလိဆန်နေဖြစ်တဲ့ခွေးလေးတွေကြောင်လေးတွေတိုးလေးစိတ်ကလေးတွေလဲမွေးကြပေါက်ဆာကလေးတွေအကောင်ပေါက်လေးတွေခုန်လွှားပြေးလွှားနေတာကိုသဘောကျအဲ့လိုအဲ့လိုခုန်ကျောပြေးလွှားနေခြင်းအောင်လဲသူတို့တဘောကနှိုးစော်ထားတယ်။ဘာကြောင့်လဲအဲ့လိုလို့တော့မှသူတို့ကြွက်သားတွေတန်လာမယ်။ကြွက်သားတွေတန်လာမှသူတို့ကမြင်မြန်ပြေးနိုင်မယ်။ရန်သူလာရင်ရှောင်နိုင်မယ်။ အဲ့ဒီလိုတံမာလာတဲ့အတွေ့သူတို့ဟာအန်ဒီယေကိုရှောင်နိုင်သလိုဖွံ့ဖြိုးခန္ဓာကိုယ်ဖွံ့ဖြိုးမှုလေသူတို့ကစွမ်းဆောင်နိုင်မှာဖြစ်တယ်တရားမလို့တဘောကလှုံ့ဆော်မှုရခလေးဘဝတွေမှာပြေလွှားခုန်ပေါက်လိုကြတာဖြစ်တယ်အဲ့လိုတဘောကအရာနှုတ်ဆော်မှုရှိတဲ့အားစားကိုကြောင်းနေမှာတင် जा ပေးခြင်းဟာအထေပဲရှိပြီးတော့ကာယဗလာရောညာနာဗလာကိုဖွံ့ဖြိုးလာအောင်လုပ်ပေးနိုင်တဲ့အခြေအနေကိုဖြစ်လာစေတယ်ဒါကြောင့်မလို့ ကျောင်းဒီမှာ PT ဆိုတဲ့ physical training ကိုကာယလေ့ကျင့်ဖို့ပေးတဲ့အချိန်ဆိုတာရှိတယ်။အဲ့ဒီ PT ချိန်ရောက်လို့ရှိရင်ကျောင်းသားတွေကစာသင်ခန်းနေနေထွက်ပြီးတော့ကိုကာယလှုပ်ကြရတယ်။ဘောလုံးကန်တဲ့လူကကန်၊ဘတ်စကတ်ဘောကစားလူကကစား၊ကျက်တောင်မြက်တွေလူကရိုက်ပေါ့နော်။ပြေခုံမြေလှုပ်တဲ့လူကပြေပေါ့။အဲ့လိုပုံစံမျိုးကိုသူကျောင်းသားတွေကိုကလေးငယ်တွေကစပြီးတော့အချိန်ပေးပြီးတော့ကစားခိုင်းတယ်ပေါ့။ဒါကိုကနာကြန့်ခိုင်တော့မှသာ လူတွေကကြမ်းပါမယ်ကြမ်းပါတဲ့ခါကြမ်းပါလဲစာကိုကောင်းစွာသင်ကြားနိုင်မယ်ဆိုတော့နှစ်ဦးနှစ်နှစ်ဖက်ကာယပလညာနာပလနှစ်ဖက်ကိုအပြန်လာအကျိုးပြုတယ်ဖြစ်အလွတ်ဖြစ်တဲ့အတွက်အားစားဟာရည်ကြီးတယ်လို့ဘုရားရှင်ပြောခြင်းတယ်နောက်တစ်ချက်ကခရစ်ယာန်ပစင်တာနာပြုကြောင်းလေးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တို့ကဒီအချက်ကအရေးကြီးတယ်ဆိုတာကိုနားလည်အတွက်အထူးရည်ထားပြီးတော့ဆောင်ရွက်ခဲ့တယ်ကျွန်တော်ပြည်သူ့ပိုင်းပသိငင်ကကျွန်တော်မြန်မာပြည်မှာရှိတဲ့ရန်ကုန်မှာရှိတဲ့ မရှင်ကျောင်းတွေမှာရှိရင် Saint Paul တို့ Saint John တို့ Saint Flominus တို့ Saint Mary's တို့ Methodist တို့အဲ့ဒီကျောင်းတွေမှာဆိုရင်အားကစားခွင့်တွေရှိတယ်။အဲ့ဒီအားကစားခွင့်တွေမှာပီလီချင်းမှာဆိုရင်ကျောင်းသားတွေကအားကစားလို့ကြတယ်။နောက်ကိုတန်တဲ့အားကစားကိုလို့ကြတယ်။ဆိုတော့အဲ့အတွက်အားကစားသမားတွေပေါ်ထွန်းလာတဲ့အားကစားကိုဝါသနာပါလာတယ်ပေါ့နော်။အထူးဖြင့်ကျွန်တော် Saint Paul ကျောင်းမှာကြည့်မလို့ရှိရင်ဘောလုံးကွင်းတွေရှိတယ်ဘတ်စကတ်ဘောကွင်းတွေရှိတယ်တင်းနစ်ကွင်းတွေရှိတယ်ယူကန်အကစားအကုန်ရှိတယ်ပေါ့ အဲ့ဒီဟာဘာကြောင့်လဲဆိုတော့ဒါဟာအမြင်ကျင်တဲ့ចောင်းသားတွေအားသားကိုတွန်းအားပေးပြီးတော့အားပေးထားတဲ့ဟိုចောင်းရဲ့ policy ចောင်းပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီចောင်းကဘယ်လိုဖြစ်လဲဆိုတော့ဒီလိုစုံလွင်အောင်လုပ်ပေးထားတဲ့အတွက်အဲ့ဒီចောင်းဟာလေအောင်ချက်မှာရအောင်မှာဆိုထိတ်တန်းចောင်းတစ်ခုဖြစ်တယ်နော်နောက်အောင်ချက်လည်းကောင်းတယ်ចောင်းသားတွေလည်းထက်မြစ်တယ်တင်ကြပေးရဲ့ဆရာတွေကလည်းအသင်ပြကောင်းတယ်အုတ်ချိုစနစ်ကလည်းကောင်းတဲ့အတွက် အဲ့ဒီ same boss ကြောင်းမှာကြောင်းထားခြင်းကြရတယ်ဗောနကိုတာသမီးတွေကောင်းတဲ့နေရာမှာစနစ်ကောင်းတဲ့ကြောင်းကကြောင်းထားခြင်းတာဒါဓမ္မတာဖြစ်တယ်စာဒါရောက်မလို့ကြောင်းနေမှာစာတင်ကြားရတဲ့တခုတည်းမဟုတ်ဘူးနဲ့ကြောင်းလိုက်ထူးညွန့်ထင်းမြတ်ဖို့ဆိုတာကိုခန္ဓာတန်ဆွမ်းဖို့ကြမ်းမှဖို့လေလိုတယ်လို့ကျွန်တော်တို့အားလုံးကအခြေခံအနေနဲ့သိထားဖို့လို့တို့တယ်။အော်ကလေးတိုင်းကတယောက်နဲ့တယောက်မတူဘူး။တချို့ကမှတ်ညာကောင်းတယ်ထူးညွန့်တယ်တချို့ကမှတ်ညာမကောင်းဘူး။တချို့ကကိုခန္ဓာတန်ဆွမ်းတယ်တချို့ကကိုခန္ဓာမတန်ဆွမ်းဘူး။တချို့က အားသမဝါသနာပါတယ်တချို့ကအမှုပညာမှာဝါသနာပါတယ်တချို့ကလက်ဝဲထိုးတဲ့နေရာမှာဝါသနာပါတယ်တချို့ကဟိုတိတ်ပံမှာဝါသနာပါတယ်တချို့ကဝိဇာမှာဝါသနာပါတယ်ဘာပဲဖြစ်သူတို့ကတယောက်နဲ့တယောက်ကျောင်းသားတွေကသူတို့ဝါသနာပါတာမတူကြဘူးဒါမှမဟုတ်ကျောင်းဆိုတာကအဲကျောင်းသားတွေဝါသနာပါတဲ့အရာမှာထိုးချွန်အောင်လေ့ကျင့်သင်ကြားပေးတဲ့နေရာဖြစ်တယ်ဆိုတာကို ကျောင်းတီဆောက်တဲ့လူတွေရောကျောင်းဆရာဆရာမတွေရောအုတ်ချုပ်တဲ့အစိုးရကဟောအထူးတတိထားပြုစုပြိုးထောင်ပြီးတော့အားပေးဖို့လိုတယ်အဲ့ဒီလိုလုပ်မှတာလူငယ်တွေကျောင်းသားတွေလူငယ်တွေဟာတူချင်းသူတို့ဝါနာပါတာကိုသူတို့ကောင်းစွာလေ့လာနိုင်ခွင့်ရတဲ့ခါမှာကောင်းစွာလေ့လာနိုင်ပြီးတော့ထူးချွန်ထက်မြက်တွေကြီးဖြစ်လာမယ်ပညာရေးမှာလည်းပညာရေးကိုဝါနာပါတဲ့ကျောင်းသားတွေပညာရေးကို ထူးထူးချွန်းလိုက်နိုင်အောင်သူတို့အတွက်လေ့လာဖို့စာပေးတွေသူတို့အတွက်လေ့လာနိုင်တဲ့အင်တာနက်လိုင်းတွေနော်နော်ဒီစာကြည့်တိုက်တွေထားပေးသင့်သလိုအားစားကိုဝမ်းလာပါတဲ့ကျောင်းသားတွေအတွက်လည်းအားစားကွင်းတွေဘောလုံးကွင်းတွေပစ်ခုံကွင်းကွင်းတွေဘတ်စကတ်ဘောကွင်းတွေရေကူးကန်တွေဒါတွေကျောင်းတွေကနေပြီးတော့တိဆောက်ပေးဖို့လိုတယ်ကြီးကြီးမားမားရေကူးကန်တွေမတိဆောက်ဘွေးနိုင်မှုဆိုရင်တော့ ရေကူးကန်ရှိတဲ့နေရာတွေကို အပတ်စဉ်ကြောင်းနေရာနေပြီးတော့ရေကူးတင်တာနေသွားပေးနိုင်မှုလို့ရတယ်။နောက်တချို့ကညံမကောင်းဘူးဒါမှလည်းအားကစားမှထူးကျင်တယ်ကိုကာယပလတန်ဆွမ်းနေအဲ့လိုကိုကာယပလတန်ဆွမ်းနေအားကစားထူးကျင်နေသူဟာလေညံမကောင်းတဲ့အတွက်သူဟာဘာမှအားငယ်စရာမရှိဘူးသူ့ရဲ့ထူးကျင်မှုနဲ့သူဟာအောင်မြင်အောင်လုပ်နိုင်နေဆိုတော့အတိလည်းရှိဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အခုဗမာပြည်မှာဖြစ်နေတာက ပညာမထူးချုံရင်ပဲအဲ့ဒီလူကလူညွန့်တွန်းသွားပြီအဲ့လူကမကြည်ပွားနိုင်တော့ဘူးဆိုတဲ့တစ်ဖက်မြင်ကြီးကိုစစ်အာဏာရှင်လက်ထက်မှာဖြစ်လာခဲ့တယ်ပေါ့နော်ဟိုဒီဆရာဝန်ဖြစ်မှအင်ဂျင်နီယာဖြစ်မှအဲ့ဒီလူကမဖြစ်လို့ရှင်တော့မထူးချုံလို့ရှင်တော့ဒီလူကတုံးစားမရတော့ဘူးဆိုတဲ့အဖြစ်မျိုးဟိုစစ်အာဏာရှင်လက်ထက်မှာစစ်ဘိုးကြီးဖြစ်မှငါတို့လူလုံးသူလူနေရမယ်အဲ့လိုအတွေးတွေဟာ ခေါင်းထဲကိုဒါဆက်အနေချင်းလက်ထက်မှာဝင်လာတာပေါ့အဲ့လိုအတွေ့အမှားတွေဝင်လာတဲ့ခါကျတော့အာသာသမားကောင်းတွေပေါ်ထွန်းလာယူအဟန္တာတွေဖြစ်သွားတယ်နောက်တစ်ခုဆိုတာဘောလုံးကန်နေလို့ရှိရင်တော့မင်းသမင်းနဲ့သမင်းနဲ့မှန်စမ်းနိုင်မှာမဟုတ်ပါဘူးစာကိုထူးညွန်အောင်စူးစမ်းဆိုတဲ့အပြုံးမျိုးကအာသာသမားကောင်းတွေပေါ်ထွန်းယူအဟန္တာဖြစ်စီတယ်အမှန်ကတော့ကိုယ်ခန္ဓာကြံ့ခိုင်မှုဟာဉာဏ်ပညာထင်မြင်မှုကိုထောက်ခုပြုတယ်ဆိုတာကိုတိဖို့တိုးသလို့ ကျမ်းမာတန်ဆွမ်းတဲ့ကလေးဟာစာကိုကောင်းစွာကျမ်းမာနိုင်ပေမဲ့မကျမ်းမာရင်တော့စာကိုကောင်းစွာကျမ်းမာနိုင်မှာမဟုတ်ဘူးဒါမှမဟုတ်ကျမ်းမာရလည်းအရေးကြီးတယ်ဆိုတာကိုတွဲပြီးတော့သိဖို့လိုတယ်ကလေးတွေရဲ့ကောင်းတဲ့မှာပညာထူးရမှာကြီးပွားချမ်းသာနိုင်မယ်အားကစားတွေဂီတအနုပညာတွေအလုပ်တွေဟာထမင်းငတ်မဲ့အလုပ်တွေစိတ်ဝင်စားသင့်မှုဆိုတဲ့စစ်အာဏာရှင်လက်အောက်ကခေတ်အချင်းကြီးကထွက်ပေါ်လာတဲ့တစ်ဖက်မြင်အတွေးခေါ်တွေကိုအနာဂတ်မှာဖျောက်ဖျက်ပြဖို့လိုတယ်။ဒါကြောင့်လဲဆိုတော့ ကာယဗလာရတမာလို့အာကစားသမားထူးချွန်တဲ့အာကစားသမားဖြစ်လာလို့ရှိရင်လေအဲ့ဒီလူကချမ်းသာကြော်ဝနိုင်နေဆိုတဲ့အသည့်ရှိဖို့လိုတယ်အဲ့ဒါဘာကြောင့်ပြောရလဲဆိုဗမာနိုင်ငံနေနဲ့ကတော့ဒီဥစ္စာကိုအာကစားသမားတွေနဲ့မမြင်နိုင်ကြဘူးဘာလို့ဆိုတော့အဲ့လိုမြင်နိုင်ဖို့လေထူးချွန်တဲ့အာကစားသမားတွေဖြစ်လာအောင်အစိုးရပံ့ပိုးမှုမရှိခဲ့ဘူးပေါ့နော်နောက်အမှုပညာမှာလည်းအမှုပညာထွန်းချထွန်းကားလာလို့ရှိရင်အမှုပညာကနေပြီးတော့တကယ်ကို တန်းကြွယ်တစ်ခီဖြစ်လာနိုင်တဲ့ဟိုအနုမြာရှင်တွေလည်းအများကြီးကြွားမှာမြင်နေရတယ်ဆိုတော့ဒါပေမဲ့ဗမာနိုင်ငံကအဲ့လောက်ထိမထူးယွတ်နိုင်ဘူးဆိုတာလေဘာကြောင့်လဲဆိုတော့အခြေခံအောက်ခြေကတင်ကြားပေးခဲ့တဲ့စနစ်မကောင်းခဲ့လို့ဗမာလူငယ်တွေကအနုပြဘဲမှာလေထူးထူးရှင်မလုံနိုင်ဘူးအကန့်အသတ်တွေအများကြီးတဲ့နေနေရတဲ့ချုပ်ချယ်မှုတွေအများကြီးနဲ့နေနေရတဲ့အတွက်အနုညာသမားတွေလည်းထိုးညွန့်တဲ့နုပညာသမားတွေ ထူးကျွန်တဲ့စာပေသမားတွေထူးကျွန်တဲ့ရုပ်ရှင်တရုတ်ဆောင်တွေထူးကျွန်တဲ့အစိုးရတွေဖြစ်မလာဘူးပေါ့နော်။ဒါကြောင့်လဲဆိုတော့နိုင်ငံကိုကကန့်တက်မှုတွေနဲ့ကြီးထွားလာတဲ့နိုင်ငံဖြစ်နေတဲ့အတွက်အဲ့တော့ပညာရေးမှာမထူးကျွန်တာနဲ့ဘဝမှာမျှော်လင့်ချက်မဲ့သွားကြမလို့ရုပ်ပိုင်းဆိုင်ရာအားသားမှာထူးကျွန်ရင်လေကဘာမှာစင်တော်အောက်ခံပြီးတော့တန်းကျက်တတိအားသားသမားတွေကထောင်နဲ့ချီပြီးတော့ရှိတယ်။ဒီအားသားသမားတွေကသူတို့နိုင်ငံမှာရှိတဲ့ မူလာဒအလေဒအထက်တန်းကောလိကျောင်းအဲ့ဒီအစင်းစင်အာကျောင်းအားစားခွင့်တွေကနေအစင်းစင်ကစားရင်းနဲ့စင်တော်ကောက်ခံရပြီးတော့ကဘာကျော်အားစားသမားတွေတန်းကျပ်သူတွေဖြစ်လာကြတာဖြစ်တယ်။တန်းကျပ်သူတွေမဖြစ်သူတွေကလည်းမိမိနိုင်ငံဂုံဆောင်နိုင်တဲ့ကမ္ဘာအားစားပွဲတွေအိုလံပစ်ပွဲတွေအာရှပွဲတွေမှာတကယ်ဆုရတဲ့ဆုရှင်တွေဖြစ်လာနိုင်ငံဂုံဆောင်နိုင်တဲ့ဒီအားစားသမားတွေဖြစ်လာမယ်။နောက်ဘက်တစ်ချိန်မှာ ကိုယ်နိုင်ငံမှာကိုအာသာနှီးပြတွေဖြစ်လာမယ်အခြားနိုင်ငံတွေကငှားတဲ့အာသာနှီးပြတွေဖြစ်လာမယ်ဆိုတော့အသက်မွေးဝမ်းကြောင်းတွေလည်းသူတို့ကပြုနိုင်တယ်ပေါ့နော်အဲ့တော့စစ်အစိုးရလက်ထက်မှာအစ်စ်ဆောက်လုပ်ထားတဲ့ကျောင်းတွေမှာကျောင်းအင်္ဂါနဲ့ညီတဲ့အာသာကွင်းတွေနဲ့ဝိုင်းရံထားတဲ့ကျောင်းတကြောင်းမှမပေါောက်သေးဘူးအရသာတက္ကသိုလ်တွေမှာရှိတဲ့အာသာကွင်းတွေပြန်ကြည့်ရင်လည်းအဲပြည့်စည်နေတာတွေမုံဝန်တာပြုပြင်တာတွေမတွေ့ရဘူး ရန်ကုန်တောက်တော့အလေးမယုံကြည်တဲ့အလေးတွေအခက်စားပစ္စည်းတွေဟာထောင်ကခွန်ဆက်လေးဟုတ်နေဥတ္တအရေးခင်ဖြစ်ပြီးတဲ့နောက်မှာစစ်တပ်ကအကုန်တဲသွားတယ်ဒီတက်ကတော့အလေးယုံတဲ့ပစ္စည်းအကုန်လုံးတဲသွားတယ်ကြွအဲ့ဒီအလေးယုံကြီးပိတ်ထားတာနှစ်ပေါင်း90ကျော်ရှိနေဒီအလေးယုံကြီးမှာကျွန်တော်တို့တက်ကတော့ကျောင်းသားဘုရားမှာကျွန်တော်တွားကစားခဲ့ဘူးလေအဲ့လိုကစားတဲ့အချိန်မှာကျွန်တော်တို့ကအတားအဆီးမရှိဘူးကျွန်တော်ကငွေကြေးပေးရတာမရှိဘူးနဲ့တက်ကတော့ကျောင်းသားတွေကအလကားကစားခွင့်ရှိအခမဲ့ ကစား권ရှိတယ်အားစားလို့ဟိုအလေးမရင်လည်းလေးမဆိုရီကူရှိမယ်ဆိုလည်းရီကူရဲ့ဆိုတက်နစ်ရိုက်နေတက်နစ်ရိုက်တယ်နေရာမှာတက်နစ် queen ကြီးတက်တော့တက်တက်နစ် queen ကိုတော့ကစားလို့ရတယ်အဲ့ဒီခွင့်ရေးတွေကအခုနောက်ပိုင်းမှာမရှိတော့ဒီအလေးမယုံကြီးလည်းပိတ်သွားတယ်ဒါဒါပေမဲ့အလေးမယုံကြီးအစားတက်တော့ဝင်ထဲမှာဒီကျွန်တော်တို့လေးမယုံကြီးတစ်ဖက်ပေါ့ တက္ကသိုလ်ရိတ်တာလိုင်းတစ်ဖက်ကချမ်းမှာရှိတက္ကသိုလ်ဝင်ထဲမှာပုဂ္ဂလိကအလေးမယုံကြီးစောက်ထားတာကျွန်တော်တွေ့ရတယ်ကျွန်တော်ရောက်တဲ့အချိန်မှာတော်တော်လေးအံ့ဩသွားတယ်အဲ့တော့အဲ့ဒီပုဂ္ဂလိကအလေးမယုံကြီးကိုဘလူးကစောက်ခွင့်ပေးတာလေပေါ့နော်အဲ့ဒီအလေးမယုံကြီးတွေမှာအားသာလုပ်ခြင်းနဲ့အလေးမသွားလုပ်ခြင်းနဲ့ကိုယ်ကရအားသာကြက်ခံအောင်လုပ်ခြင်းနဲ့ကျောင်းသားတွေဆိုရင်လက်တီတိုင်းကစားလို့မရဘူးအဲ့ဒီအသင်းဝင်ပြီးပတ်စံပေးမှအသင်းဝင်ခြင်းပေးမှကစားလို့ရတယ်ပတ်စံပေးကစားတဲ့နေရာဖြစ်လာတယ် ဒါနဲ့တစ်ဖက်မှာကြည့်လို့ရှိရင်တော့စစ်တပ်တွေမှာတော့ဒီအချက်တွေအားလုံးပြည့်စုံအောင်ပေးထားတာတွေ့ရတယ်။အဲသူတို့အစောအစစ်အရာရှိလူဒန်းစားတွေအတွက်တော့ဒီကိုသူတို့ကစဉ်းစားခဲ့တယ်ဘူး။ဒါပေမဲ့ဒီအရက်သားတွေရဲ့တက်တူတွေမှာနဲ့ဆိုရင်တော့ဒီဘာမှမရှိဘူး။စစ်တပ်တွေမှာဆိုမိုးလုံးလေးလုံးအကစားဝင်နေရှိရဲ့ဘောလုံးဝင်နေရှိရဲ့ပြည့်ခုပြည့်ကွင်းနေရှိရဲ့ရေကူးကန်နေရှိရဲ့ဂျူတို့အကစား ခမ်းခမ်းခမ်းမတွေရှိရဲတက်နစ်ကွင်းတွေရှိရဲလက်ဝဲကျိုးဝန်းတွေရှိရဲအကုန်လုံးသူတို့အပြည့်စုံအာဇာနဲ့ပတ်သက်တာကိုစစ်တပ်စုမှာတော့ဒီအာဇာနဲ့ပတ်သက်တာတွေအကုန်လုံးစစ်အစိုးရကအကုန်လုပ်ပေးထားတယ်အဲ့ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဖြေကတော့ရှင်းတယ်ရက်သားပညာရေးကိုသူတို့ကအလင်းမထားဘူးဆိုတာနော်အဲ့တော့အရသာပညာရဲ့အလင်းမထားရတော့ပညာရေးမှာအလင်းမထားတဲ့ချိန်မှာပညာရေးနဲ့တွဲပြီးတော့အားစားဖို့လေသူတို့က ပို့ပြီးတော့အလေးမထားတဲ့ပုံစံဖြစ်သွားတာ။မြမအားကစားကဘာကိုလွှမ်းရမယ်ဆိုတဲ့စာမုပ်ကိုဘလို့အတွေးခေါ်နဲ့ပြောသလဲဆိုတော့ကျွန်တော်လည်းတော်တော်လေးသိကျင်ခဲ့မိတယ်ပေါ့နော်။ဒီလိုပုံစံမျိုးနဲ့ကျွန်တော်ဗမာအားကစားကဘာလွှမ်းမှုမျိုးနဲ့အာရှတော်လွှမ်းမှုဆိုတာဒါမဖြစ်နိုင်ဘူး။ဒါကျွန်တော်အရှိတောင်အာရှမှာလဲကျွန်တော်တို့အရင်တော့ဆိုမာထေကဘောလုံးပွဲမှာဗမာနိုင်လို့ဗမာနိုင်မိတို့ဗမာနိုင်မိဆိုတဲ့တရှင်းကိုကျွန်တော်ငင်းကကြားခဲ့ရတယ်။အခုခေတ်လူငယ်တွေတော့သိကျင်မှသိတော့မယ်။အဲ့ဒီမာဂီရာမာဒီက ဘောလုံးပွဲဆိုတဲ့ပုံစံမျိုးနိုင်ခဲ့တော့အချိန်တစ်ခါပဲရှိခဲ့ပြီးတော့နောက်ပိုင်းမှာဗမာဘောလုံးကဘလုံးမှသုံးစားလို့မရတဲ့အဆင်မျိုးရောက်သွားတယ်။အဲ့တော့ကျွန်တော်တို့ကမြမအားသာပါကြောင့်အိန္ဒိယနိုင်ငံနေနဲ့နေကြသွားရတယ်ဆိုတာကိုကျွန်တော်လေ့လာမယ်ဆိုလို့ရှိရင်နံပါတ်1အချက်အနေနဲ့ခုနပြောဆိုအကြောင်းတွေမှာအားသာခွင့်တွေမရှိတာအားသာနှီးပြတွေမရှိတာအဲ့ဒါပရမအချက်အနေနဲ့ကလေးတွေကအားသာနဲ့ဝေးသွားစေတဲ့အချက်ဖြစ်တယ်။ မှတ်တည်ချက်ကနံပါတ်1အချက်ကဒုတိယအချက်အနေနဲ့ကျောင်းထဲမှာအားစားပြိုင်ပွဲတွေလုပ်ပြီးတော့ကလေးအားစားမှာစိတ်ဝင်စိတ်ပါဝင်စားလာအောင်เนาะမလွတ်ဆောင်နိုင်တော့ကျောင်းထဲမှာအားစားပြိုင်ပွဲတွေမရှိတော့အဲ့တော့ဒီနံပါတ်3ချက်ကအဲ့လိုအားစားပြိုင်ပွဲတွေမရှိတော့တဲ့အခါကျတော့ခြာတင်သားတက်တက်ပဲဖြစ်သွားတဲ့အခါကျတော့တတိယအချက်အနေနဲ့ကျောင်းပေါင်းစုံအားစားပြိုင်ပွဲဆိုတာပိုဝေးပါတယ် ျွန်တော်တို့နိုင်ငံတော့ဆိုရင်ကြောင်ပေါင်းစုံ အားကြားပြိုင်မှုတွေရှိတယ်နော်တက္ကသိုလ်ပေါင်းစုံအားကြားပြိုင်မှုတွေရှိတယ်ကျောင်းသားတွေကအဲ့ဒီအားကြားပြိုင်မှုတွေမှာဝင်ပြိုင်မှုတွေသူကျောင်းမှာရှိရဲ့တက္ကသိုလ်တွေမှာရှိရဲ့အားကြားခွင့်တွေမှာဘောလုံးကန်ကြမယ်လားဘောလီဝဘ်ပုတ်ကြမယ်ဘတ်စကတ်ဘောကစားကြမယ်အဲ့လိုခါတွေသူ့တီးမ်နဲ့တူမဲ့ဂဇိုင်းနဲ့ဟိုတက္ကသိုလ်မှာဆိုရန်ကုန်တက္ကသိုလ်ကြီးမှာဆိုဒါဒီဒီမေဂျာပေါင်းစုံအားကြားပြိုင်မှုတွေလုပ်တယ် လားရံဝိဇ္ဇာတိတ်မှန်တက်ကသူကမေဂျာပေါင်းဆောင်အားစားပြန်ဝဲရထူးကျန်တဲ့အားစားသမားကြီးပေါ်လာမယ်အဲ့ဒီလိုပဲစီးတက်ကသူကလည်းအားစားပြန်ဝဲလို့မယ်အဲ့မှာထူးကျန်တဲ့အားစားသမားကြီးပေါ်လာမယ်နော်နောက်ပြီးတော့ငန်းကလေးတက်ကသူကလည်းအဲ့လိုမယ်အဲ့အားစားသမားကြီးပေါ်လာမယ်အဲ့ဒီပေါ်လာတဲ့အားစားသမားကြီးအားလုံးစုပြီးတော့ကျောင်းပေါင်းဆောင်အားတက်ကသူအားစားပြန်ဝဲတွေလုတ်တဲ့ချိန်မှာကျောင်းသားတွေအားလုံးအားစားစစ်တက်တွေအများကြီးနှိုးဆော်ပေးသလိုဒီ အားသာသမားကောင်းနေရတယ်အဲ့ဒီထဲမှာပေါ်လာတယ်အဲ့ဒီအားသာသမားတွေကနေတဆင့်နိုင်ငံကုံဆောင်ဟိုအရှိတအားဆက်ပြိုင်ပွဲမှာပြိုင်မယ်အိုလံပိတ်ပြိုင်မှာပြိုင်နေအားသာသမားတွေတဆင့်ဖြစ်တဖြည်းတက်သွားနိုင်တယ်ပေါ့အဲ့လိုဟာမျိုးတွေကစစ်အာဏာရှင်လက်ထက်မှာ လုံးဝမရှိတော့အဲ့ဒါဟာကျွန်တော်အားသာကြဆုံးခြင်းရဲ့ဒါဒါအဓိကအကြောင်းရဲ့အချက်အနေနဲ့ကျွန်တော်တွေ့ရှိခဲ့တယ်ပေါ့နော် အဲ့တော့ဒီအားစားတွေဓမ္မတွေမရှိတော့ဘူးအားစားလုပ်လုပ်ဖို့အားပေးမှုတွေမရှိဘူးအားစားခွင့်တွေမရှိဘူးအဲ့လိုမရှိတဲ့အခါကျတော့ကျောင်းသားတွေကဘာလုပ်စရာဘာမှလုပ်စရာမရှိတော့ဘာဖြစ်လာလဲဟိုလောင်စားတွေလုပ်တဲ့ဘက်ကိုရောက်မယ်မူရစီဘာတုံးတဲ့ဘက်ကိုရောက်မယ်အဲ့ဒီလိုဘက်ကိုတွန်းပေးလိုက်တယ်လို့ဖြစ်သွားတယ်ဗျာနော်အဲ့တော့အဓိကအားစားမရှိတဲ့အတွက်စိုးကျိုးကကိုယ်ခန္ဓာကျန်းမာရေးချို့တဲ့တာတွေမဟုတ်ဘူးမတန်ဆွမ်းတော့တဲ့တာတွေမဟုတ်ဘူးဒီ မကောင်းတဲ့ဘက်ကိုတွန်းပို့တဲ့ပုံစံမျိုးလည်းဖြစ်စေတယ်ပေါ့နော်။နောက်သရုပ်ရအချက်နဲ့ကျွန်တော်တင်ပြနေတာကတော့အားကစားတကယ်ထူးချင်ချမ်းသာနိုင်တယ်ဆိုတဲ့အချက်ကိုမြန်မာလူငယ်တွေကခေါင်းထဲကိုဝင်အောင်လုပ်မပေးနိုင်ဘူး။ဟိုအကြောင်းသားတယောက်ကပညာမထူးချင်ပဲတုံ့ဆလို့မရတော့ဘူး။အောင်မြင်တဲ့လူတယောက်လူသတ်မှတ်သူဖြစ်နေတဲ့မှားယွင်းတဲ့အတွေ့အခေါ်တွေပေါ့နော်။အဲ့တော့ဆရာဝန်တွေအင်ဂျင်နီယာဖြစ်မှဟိုကြီးဝါချမ်းသာမယ်ဆိုပြီးတော့အတင်းကို ဝါနာပါပါပါမိဘတွေလည်းဆရာဝန်ကြီးအင်ဂျင်နီယာဖြစ်အောင်တွန်းအဲ့ကျွန်တော်သိရတဲ့မှာဆရာဝန်ကြီးအင်ဂျင်နီယာကြီးစာလဲတော်တယ်မိဘတွန်းပေးဒါမှမဟုတ်ကိုဝါနာပါတာကဟိုဆရာဝန်အလုပ်မဟုတ်ဘူးဒါမှမဟုတ်ကိုဝါနာပါရအင်ဂျင်နီယာလှုပ်ချင်တယ်ဒါမှမဟုတ်ဆရာဝန်အတင်းတွန်းနေတွေ့ဆရာဝန်အလုပ်ကိုလှုပ်ရတယ်ဆရာဝန်လည်းလှုပ်ပဲဆရာဝန်လည်းဖြစ်လာပြီးရောဆေးကူတာဝါနာပါတော့ကျွန်တော်တို့အကူဝင်ခွဲတယောက်ဆိုရင် တပိုင်သူ့အမေဆုံးသွားခြင်းမှာသူကဆရာဝန်ဖြစ်နေတာအမေကအတင်းလောက်ခိုင်းလို့တာအမေရဲ့သဘောကျဆရာဝန်ဖြစ်ပြီးလုပ်ပြီးတော့ဆရာဝန်အမေဖြစ်တဲ့သူဆုံးလဲဆုံးသွားဆရာဝန်လို့မလုပ်တော့ဘူးနဲ့သူကဘာလို့လဲဟိုကားထောင်မှာကားပြင်တယ်သူသူသူဝန်လာတာအင်ဂျင်နီယာဟိုသူအင်ဂျင်နီယာလို့ဘာဖြစ်လဲဆိုသူ့နေရာမှာဟိုဆေးကုတဲ့ဆရာဝန်တယောက်ဟိုဆုံးရှုံးသွားတာပေါ့နော်အဲ့လိုပဲကျွန်တော်အတိအကျဆိုလေဟိုဆရာဝန်ပဲဒါအခုနောက်ပိုင်းဆရာဝန်မလုပ်ဘူးတော့အကြောင်းအလို့ကုန်တယ်လို့တယ်ပေါ့ ကွန်တန်လို့တဲ့ခါကျတော့ဟို तू ကဆံဝင်ဘယ်ယူထားတဲ့လူတယောက်ကဟိုကွန်တန်လို့နေတယ်ဆေးကုမဲ့လူတယောက်ယော့သွားတာပေါ့အဲ့တော့သူ့နေရာမှာတကယ်တမ်းဟိုဆေးကုတော့ဝါနာပါလို့လုတ်မဲ့လူတယောက်အနေမှာဝါနာပါရဲ့လူတယောက်သူကစီပညာနဲ့ဘွဲယူပြီးတော့ဆံဝင်ဖြစ်နေဆင်းမှုခုတဲ့ခါကျတော့တိုင်းပြည်တည်းလည်းနေနေတယ်တကယ်ဝါနာပါလို့ စေချောင်းတက်ပြီးတော့ဆံအောင်လွှတ်ချင်တဲ့လူတယောက်တည်းလည်းအခွင့်အရေးဆုံးရှုံးသွားတယ်ပေါ့နော်။ဒါမျိုးတွေကကျွန်တော်တို့နိုင်ငံဖြစ်ခဲ့တာ။ဆိုတော့ကျွန်တော်ရှေ့လျှောက်ဒီလိုဟာမျိုးတွေမဖြစ်အောင်ဟိုကိုဝါသာဘာတော်ကိုလေ့လာနိုင်တဲ့ပညာရေးလဲရှိလို့ရတယ်ပေါ့နော်။ဟိုဆယ်တန်းအောင်ပြီးလို့ရှိရင်ဆယ်တန်းအောင်လက်မှတ်ကအဆုံးပြတ်ပေးတာမျိုးမဟုတ်ဘဲနဲ့ဆယ်တန်းအောင်တဲ့အချိန်မှာ ကိုလိုချင်တဲ့ line ကိုမမီလို့ရှိရင်ထပ်ဖြည့်ခွင့်ဆိုတဲ့ဟိုခွင့်ရေးဆိုတာလေဒါပြတ်ထန်းနိုင်ဖို့လိုတယ်ဆိုတာကိုဟိုဒီနေမှာကျွန်တော်ဖြည့်ဆိုပြီးတော့ပြောချင်ပါတယ်ကျွန်တော်ကဘာမှကြည့်မယ်ဆိုရင်အားစားနဲ့တန်းကြွယ်တရီဖြစ်နေတဲ့တွေထောင်သုံးကရှိပါတယ်ဒါမင်းအဲ့ထက်မှမြန်မာနိုင်ငံသားကြီးမပါဘူးပေါ့လေပါရလူဆိုတာကျွန်တော်မသိရင်လည်းဖြစ်ဖြစ်ပါချင်းလည်းရှိရင်ရှိကောင်းရှိမယ်ဒါမင်းကျွန်တော်တော့မသိဘူးကတိတော့တန်းကြွယ်တရီဖြစ်သွားတယ်လို့မတွေ့ဘူးဘာကြောင့်လဲဆိုတော့ အစိုးရအားကစားကိုအားပေးအားထားမလုပ်ခဲ့ဘဲနဲ့ကြောင်ထိုးထားခဲ့တဲ့အတွက်ဗမာရဲ့အားကစားမတိုးတက်လာဥပမာဆိုကျွန်တော်ထိုင်းမှာဆိုလို့ရှိရင်ဟိုထိုင်းမှာကိုမွေထိုင်းဆိုတဲ့ထိုင်းလက်ဝိထိုင်းလက်ဝိဆိုတာကျွန်တော်ပြန်ကြည့်မယ်ဆိုထိုင်းလက်ဝိနဲ့ဗမာလက်ဝိနဲ့တူတူပဲကျွန်တော်မြောက်ပြည်တို့မဲဆောက်တို့မှာလာဒီထိုင်းနဲ့ကျွန်တော်ဗမာလက်ဝိဓမ္မိုင်းအမြင်အထုံးနေရ ဟိုအရင်နေကကျွန်တော်မမွေးခင်နေကတိုးထွန်းကြအဲ့မှာထိုင်းလက်ဝင်းနဲ့ဗမာလက်ဝင်းနဲ့အတူတူပဲဒီတိုင်းပဲထိုးကြတာဟိုအဲ့တော့ထိုင်းကတိုးတက်လာတဲ့ခါကျဘာဖြစ်လဲဆိုတော့ Thai boxing ဆိုတော့ဒါလက်ဝဲထိုးနေမှာသူက glove တွေပေါ့လက်အိတ်တွေစုပ်ပြီးတော့ကြံတော့တော့အတူပဲဒူးတွေတတောင်းနေအကုန်အတူပဲဒါနဲ့ glove စုပ်ပြီးတော့လက်အိတ်စုပ်ပြီးထိုးတဲ့ Thai boxing ဆိုတာသူကထွင်လိုက်ပြီးတော့သူတို့ကကဘာကျော်အားစားဖြစ်သွားတယ်ကျွန်တော်အခုဗမာအခုထိုင်းနောက်ကလိုက်ပြီးတော့ လက်ဝဲဆိုတဲ့နာမည်ဗမာလက်ဝဲဆိုပြီးတော့လက်လက်ဗလာနဲ့ထိုးတာပေါ့နော်ပို့ပြီးရက်ဆက်ကြမ်းကြုတ်တယ်ဆိုရယ်ပုံစံမျိုးနဲ့ပြောကြပြီးတော့ဒီထိုင်းနောက်ကိုမမိဘူးပေါ့ထိုင်းကထိုင်းနောက်ကိုလိုက်ရတာထိုင်းကကိုတဲ့အရင်အားဆိုင်တူတာတော့သူတို့က glass နဲ့ထွင်ပြီးတော့ထိုင်းလက်ဝဲလုတ်လိုက်တဲ့အချိန်မှာကျွန်တော်ဗမာနောက်ကောက်ကျသွားတာပေါ့နော်တော့ဒီချင်းခတ်တဲ့နေမှာဒီတိုင်းပဲအဲတိတ်ထိုင်းနေချင်းခတ်တာနေဗမာချက်နေတူရယ်ဒါပေမဲ့ထိုင်းချင်းခတ်တာက ပိုက်ကြောချင်းနေပါတယ်ထိုင်းကပို့ပြီးတော့ကဘာအာသာတစ်ခုနေနေဖြစ်လာတယ်ပေါ့နော်ဆိုဒါကဘာလဲဆိုတိုင်းပြည်ကမတိုးတက်တဲ့အတွက်ဒါဒီလိုဖြစ်လာတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့အခုဗမာပြည်မှာနာမည်ကြီးအာသာလူစိတ်ဝင်စားအာသာကတော့ဘောလုံးကန်တာပေါ့ဘောလုံးကန်တဲ့အာသာဆိုလို့ရှိရင်လေဒီဘောလုံးကွင်းနေလုံလောက်မရှိဘူးကျွန်တော်ဟိုတခါပြောလို့ကျွန်တော်တာတာရီ30ကထက်တန်းကျောင်းကကျောင်းဆရာမကြီးကဘောလုံးကွင်းကိုစပါးဆိုင်ပြီးတော့ စားတယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဒီလိုကြောင်းနေရစဆရာဆရာမတွေကိုယ်တိုင်ကအားစားကိုအားပေးရမှမသိဘူးကိုကြိုးရှာတယ်ဟိုဆရာကြီးဆရာမတွေဖြစ်လာကြတယ်နောက်အစိုးရလည်းဟိုဒီနေရာကိုဇောင်းပေးမလုပ်တဲ့ခါကျတော့အားစားကလုံးဝနက်လန်မထူဘူးပေါ့နော်ကောင်းကောင်းတကယ်တမ်းထူးကျင်တဲ့အားစားသမားတွေထွက်မလာအောင်ဆိုတော့ဒီအစ်ဒီအတချုပ်ပြီးတော့ကျွန်တော်ပြောမှဆိုလို့ရှိရင်ဒီ ဗမာပြည်မှာအာသာဟိုနဲ့ပတ်သက်လို့လူတော်များစိတ်ဝင်စားဘောလုံးတစ်ခုပဲရှိတယ်ပေါ့နော်အဲ့ဒီဘောလုံးနဲ့ကြည့်မယ်ဆိုလဲဒီဘောလုံးအတင်းနေအခုနောက်ပိုင်းဟို FC ဆိုပဲဘောလုံးအတင်းနေပေါ်လာတယ်ပေါ့နော်ဒီပေါ်လာတဲ့ဘောလုံးအတင်းနေကိုဦးစီးနေတာကလည်းခရိုနီတွေအားလုံးကိုဟိုဦးသိန်းစိန်လက်ထက်ထဲမှာဟိုဦးစီးပြီးတော့ဘောလုံးအဖွဲ့တွေဖွဲ့ခိုင်းတယ်ပေါ့ဖွဲ့ပြီးတော့ဒီအဲ့ဘောလုံးအဖွဲ့တွေမှာပါနေဘောလုံးသမားတွေကလည်း ဒီတော့ကျွန်တော်ပြောသလိုတိုင်းနေပြီနဲ့အစင်းစင်းကနေပြီးတော့အထက်တန်းကြောင်းလယ်တန်းကြောင်းလယ်တန်းကြောင်းအထက်တန်းကြောင်းနောက်ပြီးဒီတက်ကဆိုအဲ့ဒီအစင်းစင်းကနေပြီးတော့ဟိုကစားလာတဲ့အာသာသမားတွေနေနေမဟုတ်ဘူးနဲ့လက်တင်ရဆွဲခေါ်ပြီးတော့နှိစက်တဲ့လူတွေကိုလေ့ကျင့်ပေးပြီးတော့ကန့်ခိုင်းတဲ့ဟိုဘောလုံးသမားတွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်ကဒီဘောလုံးပညာနဲ့ပတ်သက်လို့ကဘာအောင်မတိုးဖောက်နိုင်ဘူးပေါ့နော်နောက်တစ်ခုအအောင်ဖို့ကောင်းတာကျွန်တော်ဂျပန်နိုင်ငံရဲ့ ပထမဆုံးဘောလုံးနီးပြကဘာမှဆိုရင်ခင်ဗျားတို့အားလုံးအံ့ဩသွားလိမ့်မယ်။အေးဂျပန်နိုင်ငံမှာဘောလုံးနဲ့ပတ်သက်လို့သူတို့အတွေ့အကြုံနေတဲ့အချိန်မှာဘောလုံးနီးပြနေပထမဆုံးဘောလုံးနီးပြဗမာပြဒီဘောလုံးတမားတယောက်ကိုငှားခဲ့တယ်အခုအချိန်မှာဂျပန်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုဂျပန်ဘောလုံးတမားတွေကအာရှမှာအရှိတောင်အာရှတွေမဟုတ်အာရှမှာတွေမဟုတ်ဘူးဒီဥရောပနိုင်ငံတွေမှာအရောင် ီ club တင်းမှာကစားတဲ့ဘလုံးမားတွေအများကြီးပေါ်ထွက်လာတယ်။ဆိုတော့ဒါကိုကျွန်တော်ကြည့်ရင်ဘာကြောင့်အဲ့ဒီလိုဂျပန်နိုင်ငံကဒီကျွန်းလေးမှာရှိရဲ့နိုင်ငံတနေငံကဒီအာရှနိုင်ငံတနတ်အာရှတစ်ခုလုံးမှာရှိရဲ့နိုင်ငံတွေအားလုံးထဲမှာအားစားဘာကြောင့်ထူးချွန်လဲဆိုတာကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်အင်တာစိတ်ဝင်စားစရာကောင်းတယ်။ဂျပန်ဂျပန်ကသူတို့လာစဉ်နှီးပါသူတို့မှာဘာလုပ်လဲဆိုမာရသွန်ပြေးဝဲတွေလုပ်တယ် အဲမာရသွန်ပြေးပွဲတွေကိုကမ္ဘာအပြေးမာရသွန်ပြေးတဲ့လူတွေပါလာပြီးတော့ပြိုင်ခွင့်ပေးတယ်စုလည်းပေးတယ်။နောက်ဒီမာရသွန်တကယ်ပြေးလို့ပြေးနိုင်လို့စံချိန်တင်ထားတဲ့လူတွေကိုပတ်စံပေးပြီးတော့ငှားပြီးတော့သူတို့အပြေးသမားတွေတွဲပြေးခိုင်းလာရတယ်လို့တယ်။အဲ့တော့ဒီလိုလာတဲ့မာရသွန်ပြေးခြင်းဟာဘာကောင်းလဲဆိုတော့အဲ့ထက်မှလူကထောင်နဲ့တောင်းနဲ့ချီပြီးဝင်ပြေးကြတာဂျပန်နိုင်ငံသားတွေအုံလုံးအားပေးကြလမ်းနေမှာအပြည့်ပေးအားပေးကြအဲ့တော့ဘလို့ပြည့်လဲလူတွေက ဒီမာရသွန်ပြည့်တဲ့ဥစားလေရှင်းရှင်းပြောရင်တက်လွန်ကောင်းတက်လွန်ကောင်းမှုလေ့ကျင့်ပေးတာမျိုးဖြစ်တယ်။နော်အဲ့ဒီလိုဒီအကြောင်းတွေမှာလည်းအထက်တန်းအကြောင်းတွေအလယ်တန်းအကြောင်းတွေမူလတန်းတွေမူကျိုးတွေအဲ့ဒီအကြောင်းတွေအားစသူတို့အားစားခွင့်တွေအပြည့်အဝရှိတယ်။ဟိုမူလတန်းအကြောင်းဆိုပြီးနဲ့ဟိုအားစားခွင့်မရှိဘူးလို့ဆိုတာမရှိဘူး။အဲ့မှာအားစားခွင့်အကြီးကြီးတွေရှိအကြောင်းလေးအကြောင်းတိုင်းအကြောင်းတိုင်းမှာသူတို့ရဲ့တတ်မှတ်ချက်နဲ့ဒီဘလောက်အတိုင်းအတာ ကွင်းအကျယ်ဘယ်လောက်ရှိရမလဲဘယ်နဲ့ကွင်းရှိရမလဲဒီကြောင်းအလယ်နားကြောင်းဆိုဘယ်လောက်အကျယ်ရှိရမလဲအထက်နားကြောင်းဆိုဘယ်လောက်အကျယ်ရှိရမလဲဆိုသူကတတ်မှတ်ချက်တွေရှိတယ်အဲ့ဒီတိုင်းကိုရှိရပြင်သူကမြို့နယ်တွေမှာလည်းအားစားယုံနေရှိတယ်ဆိုတော့အဲ့ဒီအတွက်ဂျပန်မှာကအားစားမကောင်းနေပေါ်ထွန်းလာဖို့အတွက်ကသူတို့ကရေရေကမြေကကောင်းနေပေါ့နော်ဆိုတော့ကျွန်တော်ဒီမြို့နယ်အားစားယုံနေမှာဆိုကျွန်တော်တွားကစားတဲ့နေရာတွေမှာဆိုလို့ရှိရင် ဒီမှာဂျူရုံကစားတဲ့နေရာရှိရင်ဂျပန်ကန်တိုဒါခုတ်တဲ့နေရာရှိမယ်နော်ပြားပြစ်တဲ့နေရာရှိမယ်နောက်ပြီးတော့ဒီအလေးမားတဲ့နေရာရှိမယ်ဘတ်စကက်ဘောအင်ဒိုတွေနော်အတွဲထဲမှာရှုံကြီးထဲမှာဘတ်စကက်ဘောကစားတဲ့နေရာရှိမယ်အဲ့နေရာမှာပဲဘောလုံးကန်တဲ့နေရာရှိမယ်နောက်ဟို rock climbing ဆိုကြောက်တောင်တွေကိုတက်တဲ့တွေ့ကပ်ပြီးတော့ဒီဒီကဘာကြီးကိုတက်တဲ့အဲ့ဒီနေရာတွေလောက်ထားတာရှိမယ်ဟိုရေကုတ်ကရှိမယ်ပေါ့နော်အဲ့လိုနေရာတွေမှာ ဟိုကြောင်းပြီးတဲ့အချိန်မှာအဲ့ဒီဒီအဲ့ဒီမြို့နယ်ပတ်ဝန်းကျင်မှာရှိရဲခလေးတွေအဲ့ဒီမှာလာကစားကြတာဆိုတော့ကြောင်းမှာအာဂါသာခွင်ရှိသလိုမြို့နယ်အာဂါသာယုံနေလည်းရှိတယ်ပေါ့နော်ဆိုအဲ့ဒီလိုပုံစံမျိုးထားတဲ့အတွက်ဂျပန်နိုင်ငံကထူးကျန်တဲ့အာဂါသာသမားတွေကောင်းနေပေါ်လာတယ်သူငယ်တွေအာဂါသာသမားတွေဒီလိုထူးကျန်လာဖို့ဆိုတာအစိုးရပံ့ပိုးမှု အာဂါသာခွင်ရှိမှု เนาะ facility ပြည့်စုံမှုเนาะအဲ့လိုတယ်ဆိုတာကိုပြောရင်းနဲ့ဒီကောင်ချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်